အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ဒီသကောင်းထက်ညမနဲ့တော့ဘူးဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးကြပါတယ်အဲ့တော့ဗျာကျွန်တော်တို့ဒီဒုတိယနော်ဒီစီတိုက်ပွဲကို27ရာစုအလဲပိုင်းမှာအမေရိကန်နဲ့တရုတ်ကနေစတင်ခဲ့တယ်ဆိုတာကျွန်တော်တို့အားလုံးသိခဲ့ကြပြီး ဖြစ်မယ်လို့ယူဆပါတယ်နိုင်ငံရေးစနစ်မတူညီတဲ့နှစ်နိုင်ငံရင်းကျေးမှုစနစ်မတူညီတဲ့နှစ်နိုင်ငံမှာကျွန်တော်တို့ဒီလူသားမျိုးနွယ်စုတရက်လုံးကဘာမြေပေါ်ကမိနစ်ပိုင်းတွင်ပျောက်ဆုံးသွားနိုင်တယ်လက်နက်တွေ ပိုင်ဆိုင်ထားကြတာဖြစ်တဲ့အတွက်เนาะအဲဒီနှစ်နိုင်ငံထိတ်တိုက်စစ်ဖြစ်မှာတော့မဟုတ်ဘူးနော် အဲ့တော့ဒီလိုထိတ်တိုက်စစ်မဖြစ်နိုင်တဲ့အတွက်ဝေစော်ဦးကျွန်တော်တို့ဒီကုံတွယ်ရေးစစ်ပွဲနီးပညာစစ်ပွဲတဘာဝတန်ဇာတစစ်ပွဲတွေငွေကြေးစစ်ပွဲတွေဘန်နာရေးစစ်ပွဲတွေကိုအခုเนาะဆင်နွှဲနေကြတာကျွန်တော်တို့တွေအားလုံးတွေ့ရမှာဖြစ်တယ်ဒီစစ်ပွဲတွေရဲ့နောက်မှာဟုတ်လား proxy စစ်ပွဲတွေလိုက်လာမယ်ဆိုတာကို အားလုံးနားလဲထားကြပြီးသားလဲဖြစ်တယ်လို့ကျွန်တော်ဒီနေရာမှာယူဆပါတယ်နော်အဲ့တော့ပရမစီတိုက်ပွဲကို ကျွန်တော်တို့ဒီအရှိတောင်အာရှမှာစတင်ခဲ့တာဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ဒီပရမအင်ဒိုချိုင်းနာနော်စစ်နော်ဒီပြင်သစ်နဲ့ဒီဗီယက်နမ်ကနေစတဲ့စစ်ပွဲ 1946ကနေပြီးတော့1954ရှစ်နှစ်ကြာတယ်เนาะ1954မှာဂျနီဗာသဘောတူညီချက်နဲ့တောင်မြောက်ဗီယန်နမ်ဆိုပြီးကျွန်တော်တို့ဟလာခွဲလိုက်တယ်เนาะအဲ့တော့အာ second indo china war ပေါ့ဗျာဒုတိယ indo china စစ်ပွဲကိုတော့1955ကနေ1985ခုနှစ်နှစ်20ကြောင်းဖြစ်ခဲ့တဲ့အမေရိကန်တရုတ်ဆိုဗီယက်နိုင်ငံတွေအာပါဝင်ခဲ့တဲ့ စစ်ပွဲဒီနှစ်ခုဆိုလို့ရှိလို့ရှိရင်28နှစ်ကြာတယ်အားလုံးပေါ့နော်အဲ့တော့ဒီစစ်ပွဲမှာနာမည်ကျော်ဒိမင်ဖူးလို့စစ်ပွဲကြီးတွေပေါ်ထွက်ခဲ့တယ်ဟိုချီမင်းလို့ခေါင်းဆောင်တွေပေါ်ထွက်ခဲ့တယ်ဟုတ်တယ်နော်အဲ့တော့တတိယအင်ဒိုချိုင်းနာစစ်ပွဲကိုကြာတော့1998ကနေ1997 73နှစ်ဒီကျွန်တော်တို့ကြာခဲ့တယ်ပေါ့ဗျာနော် ဒီ BNN ကနေပြီးတော့1988မှာကမ္ဘောဒီးယားကို ဝင်တိုက်ပြီးဒီခမာရော့တွေကိုဖြုတ်ချခဲ့တယ်1989မှာတရုတ်ကကမ္ဘောဒီးယားမှာဒီသူ့ရဲ့ကျောရောက်နောက်ခံ ပေးရတဲ့ဒီခမာရော့တွေကိုเนาะဒီဝင်တိုက်ဖြုတ်ချလို့ဆိုတဲ့ဒီအကြောင်းပြချက်နဲ့ပေါ့ဗျာဒီမြောက်ပိုင်း BNN ကိုเนาะဒါတရုတ်ကအာ ဝင်တိုက်တယ်ဝင်တိုက်ခဲ့တယ်နော်အဲ့တော့ဒီပထမဒုတိယနော်ဒီစစ်ပွဲ၃ခုလုံးမှာကတဆက်ဆက်တဲ့ဒီဗီယက်နမ်ကမ္ဘောဒီးယားဟုတ်လားလာအိုမှာဖြစ်ခဲ့တယ်ဆိုတာတွေ့ရမယ်ဒီစစ်ပွဲမှာ ကျွန်တော်တို့လူပေါင်းတန်းနဲ့ခြီပြီးတော့တေဆုံးခဲ့ကြသလိုခုချိန်ထိလည်းမျိုးမျိုးဘုံတွေမပေါက်ကွဲပဲနဲ့ ဒီမြေထဲခြံနေမြေထဲမှာခြံနေသေးပေါ့ဗျာမတူးဖော်ရသေးတဲ့ဒီလေရင်ဘုံတွေခြံနေသလိုမျိုးဒီ orange agent လို့ခေါ်တယ်ဟုတ်လားဒီဓာရုလက်နဲ့ဒီအစိတ်သင့်ဒဏ်ရာတွေခုချိန်ဒီဒီဒေတာကနော်အာပြည်သူတွေခံစားနေရတော့ဖြစ်တယ်ဆိုတာကျွန်တော်တို့အားလုံးသိထားပြီးသားကြပဲနော်အဲကဘာကျော်အာကေလင်းဖီလိုလူမျိုးရုံးတက်ပြက်ပွဲကြီးတွေဟုတ်လား S21 လို့ခေါ်တဲ့ကဘာကျော်အချင်းထောင်ကြီးတွေပေါ့ပေါ့လို့ကဘာမှာနာမည်ဇိုးနဲ့ကြော်ကြားခဲ့တဲ့အာခေါင်းဆောင်မျိုးတွေနော်အဲဒီအင်ဒိုချိုင်းနာစစ်ပွဲကနေပြီးတော့အာပေါ်ထွက်လာခဲ့ကြတယ်ဆိုတာကျွန်တော်တို့တွေအားလုံးအာသိရှိခဲ့ပြီးဖြစ်တယ်အဲ့တော့ဒီစစ်ပွဲကြီးမှာနော်ဒီပါဝင်ခဲ့ကြတဲ့နိုင်ငံတွေအားကလည်းအတော်ဆုံးတယ်ဟုတ်လားအမေရိကန် ဆိုဗီယက်တရုတ်ဟလာအာထိုင်းတို့လိုမြောက်ကိုရီးယားတို့လိုအဲဗေးနီးယားတို့လိုဟလာအာစင်ကာပူပေါ့ဗျာဥပမာပေါ့နော်ဒီတွယ်ဝိုက်ပြီးတော့အမေရိကန်တို့ဆိုဗီယက်တို့တရုတ်တို့ကဒိုင်းတိုင်းခုနပြောခဲ့တဲ့နိုင်ငံတွေကတွယ်ဝိုက်ပြီးတော့ပြီးတော့ပါခဲ့ကြတာနော်အဲ့တော့ဒီကျွန်တော်ဆိုလိုချင်တာကဒီ Indo China ဒီစစ်ပွဲဆိုတာက နော်ဒီ Indo China စစ်ပွဲကသွေးပင်လေဝေခဲ့တဲ့စစ်ပွဲကြီး တစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်ကနော်ဒီမှာသိစေချင်တယ်နော်သိစေချင်တာအာတကယ်သိပင်လည်းဝေခဲ့တဲ့စစ်ပွဲကြီးနော်အခု2000နဲ့ဒီ27ဟောဗျာရာစုနှစ်ရဲ့မှာဒီဖြစ်မဲ့ဒီဒုတိယအာစေရေးတိုက်ပွဲကြီးကတော့နော်ကျွန်တော်တို့မြန်မာနိုင်ငံကိုဘုံပြုတ်ပြီးတော့ဖြစ်မဲ့စစ်ပွဲကြီးပဲဖြစ်တယ်ဗျာနော်စစ်ပွဲကြီးပဲဖြစ်တယ် ဲ့တော့အမေရိကန်ကြောရောက်နောက်ခံပေးထားတဲ့အုပ်စုတွေနဲ့တရုတ်ကြောရောက်နောက်ခံပေးထားတဲ့အုပ်စုเนาะဒီအုပ်စုနှစ်စု ဖြစ်မဲ့ဒါ proxy စစ်ပွဲကြီးလို့ဆိုရင်လည်းကျွန်တော်တို့မမားပါဘူးเนาะအဲ့တော့ဒီလိုမျိုးသွေးပင်လည်းဝေမဲ့စစ်ပွဲကြီးကိုရှောင်လွဲလို့ဖြစ်နိုင်မလားစဉ်းစားကြည့်အောင်เนาะ အဲ့တော့ကျွန်တော်အမေဟူဆွေးနေကြည့်တဲ့အခါကျတော့ကျွန်တော်တို့ရှောင်လွဲလို့မရအောင်နော်ရှောင်လွဲဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီကျွန်တော်တို့နိုင်ငံမှာစစ်ဖို့တွေကနော်ဒီတိုင်းပြည်နဲ့အများပြည်သူမျက်နှာကိုမကြည့်နိုင်ပဲဒီသူတို့ရဲ့ဒီကိုကျိုးစီးပွားတစ်ခုတည်းကိုသာနော်သူတို့ရဲ့ ဒီကိုတို့စီးပွားပေါ့ဗျာเนาะသူတို့ပိုင်ဆိုင်ထားတဲ့ဟာတွေသူတို့ရဲ့ဒီ state တွေပေါ့เนาะဒါတွေကိုပဲရှင်းရင်ဒီတင်းနေလို့လို့ကျွန်တော်ထင်တယ်เนาะအဲ့တော့အဲ့ဒါကလည်းကျွန်တော် အပူပြောတာမဟုတ်ဘူးเนาะအပူပြောနေတာမဟုတ်ဘူးဒီတမိုင်းတင်ငန်းစာနဲ့ဒီလက်ရှိဒီ support တွေရဲ့ဆုံးဖြတ်ချက်ကเนาะကျွန်တော်တို့မြန်မာနိုင်ငံကို သွေးပင်လဲဝေဖို့တူးဖို့ ခဲ့ပြီးပြီဖြစ်တယ်။တွန်းပို့တွန်းပို့ပြီးွားပြီ။ तू သွေးပင်လေဝေဖို့အတွက်ကို तू ဖန်တီးလိုက်ပြီးွားပြီเนาะ။အဲ့တော့ဒီနေရာမှာတော့ဗျာချွင်းချက်တစ်ခုတော့ရှိတာပေါ့ဟုတ်လား။ဒီစစ်ဖို့တွေကိုဟောအဓိကတောက်တိုင်းလှုပ်ပေးနေတဲ့เนาะဒီဒီပေါ်ဒီစစ်ဖို့တွေကိုဒီကပိုက်ဆောင်เนาะကပိုက်ဆောင်အာလှုပ်ထားတဲ့ဒီနောက်ကเนาะဒီတရုတ်ကူပေါ့ဗျာเนาะဒီတရုတ်ကူ ီကျွန်တော်တို့ရဲ့မြမပြည်ရင်းကြီးမှာဝေရောက်မဆွတ်ဖက်ဖို့နော်ဒီမြမကျွန်တော်တို့မြမပြည်သူတွေကဖြောင်းဖြားနားချနိုင်မယ်ဆိုရင်တော့ဒီသွေးပင်လေဝေမဲ့အခြေအနေကနေပြီးတော့အာရှောင်းလွယ်နိုင်တယ်လို့တော့ကျွန်တော်တို့အကြံမြင်ယူဆလို့ရတယ်နော်ဒါပေမဲ့တကယ်လက်တွေ့မှာ ဒါကလည်းချွေးင်းချက်တွေအများကြီးရှိနေသေးတယ်ဒါမျိုးဖြစ်လာဖို့ဆိုတာเนาะအဲ့တော့ဒီတရုတ်မှာကသူ့ပထဝီနိုင်ငံရေးအရဟုတ်လားဒီ regional hegemony ဖြစ်ဖို့အတွက်ကိုเนาะဒီဒေတာတွေအင်အားကြီးနိုင်ငံတခုဖြစ်လာဖို့အတွက်ကเนาะဒီကမ္ဘာအိုက်ကနေမှတဆင့်ကမ္ဘာအင်အားကြီးအာနိုင်ငံတခုဖြစ်လာဖို့အတွက်ကသူ့မှာအနေအဆုံး နော်ဒီပင်လယ်ထွက်ပေါက်နှစ်ခုရှိရလိမ့်မယ်နော်မရှိလို့မရအောင်အဲ့တော့မြန်မာနိုင်ငံမြန်မာနိုင်ငံကဒီတရုတ်အတွက်အမ် strategy choke point ပေါ့ဗျာနော်ဒီ border net ပေါ့သိရပလားအဲ့လိုမျိုးအနေအထားမျိုးမှာတရုတ်ကဖြစ်နေတယ်ဟိုတနည်းပြောမယ်ဆိုလို့ရှိရင်တရုတ်ကအနေထားကမြန်မာနဲ့ပတ်သက်ရင်စုံလဲစုစားလဲယူဖြစ်နေတာကျွန်တော်တို့မြန်မာနိုင်ငံကတရုတ်အတွက်မြန်မာကောင်းကြီးပဲ ပိုက်ထိုင်းလည်းအခက်လွှတ်ချိုင်းလည်းအခက်နော်အဲ့တော့ဒီစစ်ဖို့တွေကိုလက်လွတ်လိုက်လို့ရှိရင်လည်းတစ်ဖက်မှာဒီအနောက်လူလာတဲ့အုပ်စုနော်ဒီအုပ်စုက အာဏာရလာလို့ရှိရင်ဒီသူ့ရဲ့ဒီသမုတ်တရားနှစ်စင်း policy ကအိမ်မက်တစ်ခုဖြစ်သွားမှာအသေးကြပဲနော်အဲတစ်ဖက်မှာဒီကြတော့လေဒီတနိုင်ငံလုံး ယူရှာအော်နှလုံးနာပေါ့ဗျာเนาะတနိုင်ငံလုံးယူရှာ အော်နှလုံးနာဒီဆက်ဆုပ်မုံတီးနေတဲ့เนาะဒီတနိုင်ငံလုံးရဲ့ဆက်ဆုပ်မုံတီးခြင်းကိုခံနေရတဲ့ဒီစစ်ပုတ်ကိုကြောရောက်နောက်ခံပြေးမယ်ဆိုလို့ရှိရင်လေဒီတရုတ်ဟာဒီတနိုင်ငံလုံးရဲ့စန့်ကျင်ခြင်းကိုကျွန်တော်တို့ခံရမှာအသေးချာပဲဗျာเนาะအသေးချာပဲ အဲ့တော့ဒီနှလန်းမှာကျွန်တော်ထင်တာတော့เนาะတရုတ်ဟာဒီနောက်ဆုံးကျွန်တော်ပြောခဲ့တယ်ဟုတ်လားဒုရီယာလမ်းကြောင်းကိုပဲ သူ့အနေနဲ့မျက်လုံးစုံမှိတ်ပြီးတော့ဟိုရွေးချယ်ရွေးချယ်သွားရမယ်เนาะအနေထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြန်မာနိုင်ငံဟာသွေးပင်လဲဝေတဲ့เนาะဘဝကိုရှောင်ရွယ်လို့ မရနိုင်တော့ဘူးလို့ပဲကျွန်တော်ကအခြေအနေကိုသုံးသပ်ကြည့်ခြင်းတယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်သူတွေအနေနဲ့ကဒီသွေးပင်လေဝေမဲ့လမ်းကို မဖြတ်လို့မရပါဘူးเนาะမဖြတ်လို့မရပါဘူးသွေးပင်လေကိုဖြတ်တန်းပြီးတော့မှ လေပြေအေးမဲ့ကမ်းခြေကို ရောက်ရတော့မယ်အခြေအနေမျိုးအခင်းခြေမျိုးကိုကျွန်တော်တို့တိုင်းပြည်ကြုံတွေ့နေပါပြီเนาะကျွန်တော်တို့မြန်မာပြည်သူတွေအတွက်တနည်းပြောရလို့ရှိရင်တန်းကောင်ထက်ညမနဲ့တော့เนาะကျွန်တော်တို့မြန်မာပြည်သူတွေအတွက်တကောင်းထက် ညမနဲ့တော်ဘူးလို့ပဲကျွန်တော်မြင်ကြည့်တယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေဘာလုပ်ရမလဲ။ဘာလုပ်နိုင်မလဲလက်တွေ့ကြကြနော်စဉ်းစားကြည့်စဉ်းစားကြည့်အောင်ဗျာ။အဲ့တော့တေးနော်ဒီစစ်ဖို့တောက်တိုင်းအယုတ်တွေရဲ့ဒီဥကောင်းနော်အသေးနှလုံးကြောရိုးတွေကိုပြည်သူတွေရှာဖွေရပါလိမ့်မယ်။ ပြည်သူတွေရှာဖွေရပါလိမ့်မယ်เนาะအဲ့ဒါကျွန်တော်ဆိုတာတရုတ်ကဥကောင်းအဲတဲ့နှလုံးကြောယူဆိုတာမြန်မာနိုင်ငံလေးမှာရှိတဲ့တရုတ်တွေကိုပဲပြောတာเนาะနံပါတ်1ဒီမြန်မာနိုင်ငံမှာဒီတရုတ်ရဲ့ဥကောင်းဟာတရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တယ်တရုတ်ရဲ့အဲတဲ့နှလုံးကဒီတရုတ်ကွန်မြူနတီပေါ့ဗျာတရုတ်မိသားစုပေါ့เนาะ ာတရုတ်မိသားစုလို့ပဲတရုတ် community ကိုဒါကျွန်တော်တို့ပြန်လိုက်ကြတာပေါ့เนาะပြီးတဲ့အခါကျရင်ဒီတရုတ်ရဲ့ကြိုးယူကြတော့ဒီတရုတ်ရဲ့စီးပွားရေးလုပ်ငန်းတွေเนาะတရုတ်စီးပွားရေးလုပ်ငန်းတွေ ဖြစ်တယ်အဲ့တော့နံပါတ်3เนาะအဲ့တော့မြန်မာပြည်သူတွေအနေနဲ့ကဒီဥုဆုံးပေါ့ဗျာเนาะဒီတရုတ်ရဲ့ဥကောင်တရုတ်ရဲ့အသေးနှလုံးအယုတ်ရဲ့ ကြောရိုးတွေကိုစီယုံကြည့်ရပါလိမ့်မယ်နော်စီယုံကြည့်ရပါလိမ့်မယ်အာစာပို့ပြီးတော့ပဲဖြစ်စေဟုတ်လားဘလို့နီးလန်းမျိုးနဲ့ပဲဖြစ်စေပေါ့ဗျာနော်ဒီတရုတ်ဥကောင်တရုတ်အသဲနှလုံးတရုတ်ကြောရိုးတွေကိုကျွန်တော်တို့ကနော်ထောင်းပြစီယုံရမယ်အရင်ဆုံးနော်စီယုံရေးကနံပါတ်1အရင်ဆုံးကျွန်တော်တို့ပြည်သူတွေလောက်ရမယ်အလို့နော်အဲ့တော့ နမက်လေးအနေနဲ့ဒီလိုမျိုးစီယုံဖြောင်းဖြားလို့မရရင်ဒီတရုတ်ဦးကောင်တရုတ်အသေးနှလုံးတရုတ်ကြောရိုးဟာဒီ PDF တွေအခုနော်ပြောနေသလိုမျိုးပေါ့ဗျာသူတို့ရဲ့ဒီတတ်မှတ်ချက်စံနှုန်းတွေကအတိုင်းပဲနော်ဒလန်တွေသူတို့တွေဖြစ်သွားကြလိမ့်မယ်နော်ဒလန်တွေဖြစ်သွားကြလိမ့်မယ်အဲ့တော့ဒလန်တွေကို ဒလန်တွေနီးရတိုင်းတစ်တန်ခတ်တဲ့အလုပ်တွေကိုဒီပြည်သူတွေကတင်နေကဗျူဟာမြောက်နော်တစ်တန်ခတ်မှုတွေကိုလုတ်သွားကြာရမှာသာဖြစ်တယ်နော်ရှောင်ရဲလို့မရဒါကကျွန်တော်ကတရုတ်နဲ့ပတ်သက်လို့ဟုတ်လားဒီလက်ရှိမြေပြင်စီရီးအရာကျွန်တော်တို့ ပြန်ပြီးတော့လက်ရှိမြေပြင်စီရေးပေါ့ဗျာတရုတ်ကိစ္စပြီးလက်ရှိမြေပြင်စီရေးရအခုကျွန်တော်တို့တုံးသက်ကြည့်မယ်ဆိုလို့ရှိရင်အခုနေနေပြီကျွန်တော်တို့ပြန်ပေးနေရတယ်နော်ဒါကတိတ်ပြီးတော့ကိစ္စမရှိသေးဘူးစစ်ဆိုတာနော်ဒီလိုပဲအတက်အကျအတိုးရွှေရှိတယ်ဒါပေမဲ့ဒီနေမြေတွေကနေပြီးတော့ဟလာဒီစစ်ဖို့တက်တွေအပြောင်းရွှေ့အထုံနှုတ်လုပ်ပြီးအေးအေးရဲ့ဒီထိုးစစ်ပေါ့နော် ဒီစစ်မီပြင်းတွေကို မရောက်အောင်မရောက်သွားအောင်လို့เนาะလောလောဆယ်ထိန်းထားဖို့တော့လိုမယ်ထိန်းထားဖို့ထိန်းထားမဲ့အလုပ်တွေကိုကျန်တဲ့လူတွေကလုပ်ရမယ်လို့เนาะကျွန်တော်အာတုံ့တန်မိတယ်အဲ့ဒီသားတွေမှာသူတို့အခြေမခံနိုင်အောင်အတွက်ကိုကျန်တဲ့လူတွေကဒီတက်ကို ထိန်းထားရမယ်เนาะအဒီနေဆက်ကုံတွေအာလမ်းကြောင်းတွေကိုစိုးမိုးထားနိုင်ဖို့ အာပြီးတဲ့အခါကျလို့ရှိရင်ကိုယ့်ဘက်ကတက်တွေကိုအထုံးနှုတ်ပေါ့ဗျာနော်အပြောင်းရှိတွေကျွန်တော်တို့လုပ်ရမယ်နော်ဒါကျွန်တော်စဉ်းစားကြည့်တာဟောဗျာဥမာ BBL လို့တို့လိုမျိုးဟလာမောင်းဆောင်းကားတို့လိုတက်တွေလိုမျိုးအရင်တော့သူတို့အဲ့ဘက်ချမ်းမှာအတူတူကနော်တိုက်ခဲ့ကြလူတွေနော်အဲ့တက်တွေကဟလာ ဒီနောင်ချူကြောက်မဲ့တီဘောနယ်တွေမှာဟုတ်လားမျိုးတွေကို ပြန်မသိမ်းနိုင်တော့မှပဲဒီ TNL နဲ့ပူပေါင်းလို့ရလို့ရှိရင်ပူပေါင်းပြီးတော့ဒီအိုက်ဒေတာမှာစီရေလှုပ်ရှားမှုတွေကိုလှုပ်ပြီးတော့ဒီနေကျုံလာတဲ့နော်ဒီထိုးစစ်တွေနဲ့နေကျုံလာတဲ့ဒီစစ်ဖို့တက်တွေကိုဟုတ်လားဒီရခိုင်စစ်မြေပြင်နော်အဲနောက်ပြီးတော့ဗမော်စစ်မြေပြင်ပေါ့ဗျာနော်ဗမော်စစ်မြေပြင် အင်းကိုမရောက်ဖို့အတွက်ကို ထိန်းနာဖို့လိုတယ်ဗျနော်ဒီ BBL မှမဟုတ်ကိုယ့်စီမှာပုံနေတဲ့အထုံးတို့အပြောင်းရွှေ့လုံးလို့ရတဲ့တက်တွေကိုအဲ့လိုနေကျွန်လာတဲ့စစ်ဖို့တက်တွေကိုထိန်းနာရမယ်နော်ဟိုဘက်ရခိုင်စစ်မြေပြင်နဲ့ဗမော်စစ်မြေပြင်ကိုမရောက်သွားဖို့နော်အဲ့တော့ဒီနေရာမှာအင်္ဂလိပ်ကဒီရခိုင်စစ်မြေပြင်ကနေပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုအာကိုလိုနီ လုတ်ခဲ့တဲ့စစ်သမိုင်းကြောင်းကိုကျွန်တော်တို့ မမိပါနဲ့เนาะရခိုင်စစ်မြနာဟာအရန်ကိုအရေးကြီးပါတယ်တမိုင်းနဲ့ခြီပြီးတော့เนาะအဲ့တော့ရခိုင်စစ်မြနာမှာအေအေစစ်ဦးမကြိုးဖို့လိုပါတယ်ကျွန်တော်ထပ်ပြောရမယ်ရခိုင်စစ်မြနာမှာအေအေစစ်ဦးမကြိုးဖို့လိုပါတယ်เนาะအဲ့တော့ဗျာကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ဘဝတကောင်းထက်တော့ညမနဲ့တော့ပါဟုတ်တယ်ဗလားเนาะအဲ့တော့ဒီသွေးပင်လေဝေခဲ့တဲ့ အင်ဒိုချိုင်းနာကျိုးရည်ကြီးကို ကျွန်တော်တို့ဒီနေ့ကြည့်လိုက်ပါเนาะဒီနေ့မှာဆိုလို့ရှိရင်အင်ဒိုချိုင်းနာကျိုးရည်ကြီးဟာရောင်ရီတန်းလို့ရောင်ရီတန်းလို့လေးပြီးလေးနီးလေးတွေတဲယူလာတဲ့ပန်းရံလေးတွေမွေးလို့နေခဲ့တာကြာခဲ့ပါပြီဟုတ်တယ်တော့အားလုံးမြင်တဲ့အတိုင်းပဲเนาะ BNN တို့ဘယ်လိုမျိုးဖွံ့ဖြိုးတိုးတက်သွားလဲဆိုတာ သူတို့ပေးဆက်ခဲ့ရတာတွေသွေးပင်လေကို လက်ပစ်ကူပြီးဖြတ်တန်းခဲ့ရတာနော်အဲ့တော့သွေးပင်လေကိုကူးကပ်ဖို့ကျွန်တော်တို့မြန်မာပြည်သူတွေယုံကြည်ချက်ခိုင်မာရပါမယ်ဆုံးဖြတ်ချက်မြဲမြံနိုင်ကြပါစေဗျာလို့เนาะဆုံးဖြတ်ချက်မြဲမြံမြဲမြံနိုင်ကြပါစေလို့ကျွန်တော်ဒီနေရာကနေပြီးတော့เนาะအာအားပေးပါတယ်ဆူတောင်းပေးပါတယ်เนาะအားလုံးကို ကျေးဇူးတင်ပါတယ်အားလုံးကိုလေးစားလျက်ပါနော်